ဒီကိုထူရလေးရဲ့အချင်းလို့ခေါ်လာဆိုတဲ့တခြင်းလေးပေါ့နော်အဲတခြင်းလေးကိုအဲတခြင်းလေးရဲ့ plugin လေးကိုကျွန်တော်ဒီလိုရေးလုပ်ပြီးမှဖြစ်ပါတယ်ကျွန်တော်တိထားတဲ့အရာတွေကိုပေါ့နော်ကျွန်တော်နဲ့ဝါသနာဒူးတဲ့ညီကိုလေး live ပြီးတော့တီးလို့အစဉ်ပြေအောင်လို့ကျွန်တော်ပြန်လည် sharing လုပ်ပေးခြင်းတာဖြစ်ပါတယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ဒီကပ်ပူနံပါတ်1ကိုမှညှက်မယ်ပေါ့နော်ညှက်ပြီးတော့ကျွန်တော်တို့ခြေကြီးနဲ့တီးမှဖြစ်တယ်ပေါ့နော်အကုန်လုံးကတော့အစဉ်ပြေတဲ့နေရာမှာ live ပြီးညှက်လို့ရတယ်ပေါ့နော်ကပ်ပူညှက်တဲ့ခါမှာကိုယ်နဲ့ကိုယ်တန်တဲ့အစဉ်ပြေလောက်မှာကီးပေါ့နော်အဲကီးအတိုင်း live ပြီးတော့တီးလို့ရပါတယ် ကျွန်တော်ပြတ်ပြီးမှတော့ဂျီကီးနဲ့ပြတ်ပြီးမှဖြစ်ပါတယ်ပေါ့နော်ဂျီကီးနဲ့ပြတ်ပြီးအရင်ဆုံးသူကဘလုံးလေးကင်မဲ့ဆက်ပြတ်တယ်ဘလုံးလေးကင်မဲ့ပေါ့နော်အဲ့ဒါဒီနှစ်ကွက်မှာလေးကျိုးကိုလက်ညှိုးလေးနဲ့ထောင်းမယ်ပေါ့နော်သုံးကွက်မှာငါးကျိုးကိုလက်ကလေးနဲ့ထောင်းမယ်ဒီသုံးကွက်မှာပဲတကျိုးနဲ့နှစ်ကျိုးကိုလက်တန်းနဲ့လက်တကျိုးနဲ့ထောက်ထားမယ်ပေါ့နော်ဒီဒီပုံစံလေးပေါ့ဘလုံးလေးပေါ့အရင်ဆုံးအကုန်လုံးတစ်ချက်တည်းချမယ်ပြီးတဲ့အခါတကျိုးနဲ့နှစ်ကျိုးကိုပြန်တည်မယ် လိုလေးပါနော်ပြီးတဲ့ခါမှာဒီတိုင်းကိုင်းထားတဲ့အတိုင်းလေးပဲဒီလက်တန်းနဲ့လက်တကြုံမလှုပ်ဘူးပေါ့နော်ဒီလက်ခလဲကို6ကျိုးတက်မယ်ဒီလက်ညှိုးကို5ကျိုးတက်မယ်အတိုင်းလေးပေါ့နော်အတိုင်းလေးကိုအကုန်လုံးတစ်ချက်ထပ်တည်ချမယ်ပြီးရင်ဒီကျိုးနဲ့နှစ်ကျိုးကိုပြန်ပြီးတော့ထပ်တည်မယ်ခုနကအတိုင်းလေးပဲပေါ့ နောက်တစ်ပိုင်းကျရင်ဒီ aim line ကိုဆင်းမယ်ပေါ့နော် aim line ကိုတီးတဲ့ခါမှာအဲ့လိုမျိုးမတီးဘဲနဲ့ plugin တီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတေးကွက်မှာနှစ်ကျိုးလက်ညိုးလေးနဲ့ထောက်မယ်ပေါ့နော်ဒီနှစ်ကွက်မှာလေးကျိုးလက်ကလေးနဲ့ထောက်မယ်ဒီသုံးကွက်မှာတစ်ကျိုးလက်တန်းလေးနဲ့ထောက်မယ်ပေါ့နော်ထောက်ပြီးတော့တီးတဲ့ခါသူ aim line ရဲ့ base stand ဖြစ်တဲ့ဒီ၅ကျိုးကနေပဲစတင်မယ်ပေါ့နော်၅ကျိုးကနေပြီးအကုန်လုံးတစ်ချက်တီးချမယ်ဒီတစ်ခါအရင်တိုင်းမှာတစ်ကျိုးနဲ့နှစ်ကျိုးပြန်လာမယ် လောလေးပေါ့နော်ဟိုဒီ6ကျိုး6ကျိုးတိုင်ကြီးပေါအောင်မတီးနေပါဘူး6ကျိုးတိုင်ကြီးနဲ့ဆိုတော့ကျွန်တော်တို့နားထောင်လို့အဆင်မပြေဘူးမကောင်းဘူးသူ aim minor base stand ဒီလက်ဒီ9ကျိုးကနေပြီးတော့လဲစတင်ပြီပေါ့နော်လောလေးပေါ့နော်ပြီးရခါမှကျွန်တော်ဂျီကိုပြန်တက်မှာပေါ့နော်ဂျီကိုပြန်တက်တဲ့ခါမှလည်းအရင်ပုံစံအတိုင်းလေးပဲကင်မယ်ကျွန်တော်တို့ပြီးရင်ခလုံးတစ်ချက်တီးချမယ်အောက်ကနေအောက်ကနေတစ်ချက်ပြန်တီးမယ်ပြီးရင်အောက်ကနေတစ်ချက်တီးတဲ့ခါတစ်ကျိုးနဲ့နှစ်ကျိုးအတန်လေးပဲယူမယ်ပေါ့နော်ကျွန်တော်တီးတယ် ီးတဲ့ခါဒီ၅ကျိုးလှုပ်ကျိုးလှုပ်ကျိုးတံယူနေပြီးတဲ့ခါဒီနှစ်အကွက်ကိုပေါက်ပေါ့လက်ညိုးနဲ့ပေါက်အဲ့လိုလေးပေါ့အဲ့လိုလေးပေါ့နော်ကျွန်တော်တိကျပါမယ်အဲ့လိုလေးပေါ့နော်အဲ့လိုအဲ့လိုအတန်းလေးကိုယူမယ်ပေါ့နော်အဲ့လိုပေါက်ပြီးတဲ့ခါမှဒီကျွန်တော်တို့လေးကျိုးပေါ့နော်လေးကျိုးလှုပ်ကျိုးတီးမယ်လို့ပြီးသွားတဲ့အခါမှာ အရင်အစပုံစံအတိုင်းပဲကျွန်တော်တို့ပြန်တီးမယ်ပေါ့နော်ဒီ C ကွက်ပေါ့ပြီးရခါ G ကွက်ကိုပြန်တက်မယ်ပြီးရခါခုနက A minor ခိုင်းတဲ့ပုံစံအတိုင်းပဲကျွန်တော်တို့ A minor ကိုဖြတ်တီးမယ်ပြီးရခါမှကျွန်တော်တို့တစ်ချက်ပဲတီးမယ်အဲ့တော့တီးပြီးတဲ့အခါမှာဒီနှစ်ကျိုးဒီ၃ကွက်မှာပေါက်မှာပေါ့နော်လက်ညှိုးနဲ့နှစ်ကျိုးကိုတစ်ကွက်မှာဖြီးထားမယ်ပြီးရင် နှစ်ကြိုးပဲဒီ၃ကမလက်လက်တန်းနဲ့ပေါက်မှာပေါ့အဲ့လိုအဲ့ဒီအတန်းတွေဒီမှာပေါ့နော်လို့ပေါက်ပြီးတဲ့ခါမှာလက်တန်းလေးနဲ့ပြန်ပြီးဆွဲချတယ်ဟမ်းမအောင်ပေါ့နော်အဲ့လိုလေးပေါ့နော်ကျွန်တော်တိကျပါဘူးဒီကကျွန်တော်ဂျီကိုပြန်တက်မှာပေါ့။အဲ့လိုလေးပါပဲ။အဲ့လိုလေးပဲပေါ့နော်အကုန်လုံးလိုက်ကြည့်လို့အဆင်ပြေနိုင်တယ်ပေါ့နော်။ ကျွန်တော်အစနေပြီးနည်းနည်းလေးပြန်ကြည့်ပြအောင်ပါနော်အလားလေးပါပဲနော်ဘုံလုံးလိုက်ပြီးအစီအပြေရပါမယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ဖို့တောင်းဆိုပါတယ်